2025ခုနှစ်မေလ23ရက်နေ့အင်္ဂါနေ့မနေ့6နာရီကျိုးတို့ကတိုင်းတာ ရရှိချက်တွေနဲ့မြန်မာပြည်မိုးရသည်ကာလမုတ်တုံဝင်ပြီလားလို့ကျွန်တော်တို့စတင်လေ့လာကြအောင်အားလုံးပဲမင်္ဂလာပြု Emoke Entertainment Channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီတိဆက်ပေးမယ့်ပြဖန်လေးကဒီမေလ23ရက်နေ့အတွက်နိုင်တဲ့နဲ့မိုးများမဲ့နေရာဒေသတွေကိုဒီကြိုတိခံမှတ်ထားတဲ့ဒီ Mozilla Blog ကဦးထည့်တင်ရဲ့ပြဖန်လေးကို ျွန်တော်အမျိုးကြီးဖွင့်ပြတည်ဆက်ပြီးမှမွေးကျွန်တော်ပြပြန်လေအဆုံးထက်ထိလက်ပတ်ကြည့်ရှုပေးဖို့ဖိတ်ခေချင်ပါတယ်ကျွန်တော်အမျိုးလည်းပူးတရရရအနေနဲ့ကျွတိကာခွဲပြစ်လို့ရအောင်ပြည်လဲဝင်းမြတ်တည်ဆက်ပေးခြင်းဖြစ်တဲ့ပေါ့နော်ဒါဆိုရင်ကျွန်တော်ပြပြန်လေဆက်လိုက်ရအောင်ဒါကလာနီညာဖြစ်စဉ်ဖြစ်လာတဲ့အတွက်ကြောင့်လို့မြန်မာပြည်မှာမိုးရာသီစောမယ်လို့သတိပေးခဲ့ပါတယ်။အဲ့ဒီသတိပေးတဲ့အတိုင်းတို့ပြီးခဲ့တဲ့ရက်ကလည်း မြန်မာပြည်ကိုဝင်လာမဲ့မုတ်တုံလေး9ရက်စောမယ်လို့ကျွန်တော်တို့စတင်ခန့်မှန်းပေးခဲ့ပါတယ်ဒီကနေ့အိန္ဒိယမောလီဝဒဌာနကနေပြီးတော့မုတ်တုံလေးစတင်တိုက်ခတ်နေပြီဖြစ်ကြောင်းတရားဝင် ထုတ်ပြန်လိုက်ပါမယ်ဒီကနေ့စောစောလာတဲ့မုတ်တုံလေးကြောင်းမလို့အိန္ဒိယနိုင်ငံနဲ့ဗမာပြည်မှာရခင်နှစ်များထက်မိုးရီပုံမူရရှိနိုင်တဲ့ အခြေအနေရှိတယ်ဆိုပြီးတော့လေကမ္ဘာရာသီဥတုပညာရှင်များနဲ့အိန္ဒိယမိုးဒလဌာနကခမန်းချက်ပြီးစတင်ပေးနေဖြစ်ပါတယ်။ကောင်းပြီကျွန်တော်တို့ဗမာပြည်တွက်ကြည့်မယ်ဆိုလို့ရှိရင်လေအိန္ဒိယသမုတ်တရာကလာတဲ့လေစီကြောင်မုတ်တုံလေစီကြောင်ဟာဗမာပြည်အောက်ဖျားက ကော့တောင်ကိုစတင်ပြီးတော့ဒီကနေ့မနက်မှာ တိုက်ခတ်နေပြီဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ 73ရက်နေ့မှာဆိုရင်တော့မုတ်တုံလေးတိုက်ခတ်နေပြီလို့ကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်။လာမယ့်74ရက်နေ့မှာဆိုလို့ရှိရင်တော့မုတ်တုံလေးဟာပုံမူအားကောင်းလာပြီးတော့မြမာပြည်အလဲပိုင်းကိုစတင်ပြီးတော့ဝင်ရောက်နိုင်တဲ့အနေအထားရှိပြီးတော့မှ လေတုရှုပ်ထွေးမှုနဲ့လေဆိုင်ဝဲကြောက်မလို့မြမာပြည်အောက်ပိုင်းမှာရုတ်တရက်မိုးကြီးခြင်းနဲ့ကြုံတွေ့ နိုင်ရပါတယ်ထို့အတူပဲကျွန်တော်တို့တောင်တရုတ်ပင်လယ်မှာဆိုလို့ရှိရင်14ရက်ကနေပြီးတော့စတင်ဖြစ်လာမယ်မုံတိုင်းဟာရက်20လောက်မှာတရုတ်ပြည်ကမ်းခြေနားကိုတတ်ပြီးတော့ရှင်အပေါ်ကတက်တက်တိမ်တိမ်ကြောက်မလို့မြန်မာပြည်အထက်ပိုင်းနယ်ရှမ်းပြည်နယ်မှာမိုးတဲတဲမဲမဲရွာသွန်းနိုင်တဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့နေရပါတယ်အသေးစိတ်ကိုတော့ကျွန်တော်တို့ရက်နီးတဲ့အခါမှာတူးကြတဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ် ီကနေ့73ရက်နေ့မနေ့6နာရီတိုင်းတာရက်တွေရဘင်္ဂလားပင်လယ်တစ်ခုလုံးမှာတိန်နေရေငွေ့အပြစ်လွှမ်းခြုံပြီးတော့တိုက်ခတ်လာတဲ့မုတ်တုံလီစီးကြောင်းနဲ့တူမြမာပြည်ကိုစတင်ဝင်ရောက်သွားတာတွေ့ရပါတယ်။နေ့လယ်7နာရီရောက်တဲ့အခါမှာတော့နေနေတိန်တွေကနေပြီးတော့ပူပြင်းတဲ့အပူချိန်ကြောက်မလို့မြမာပြည်အထက်ကို တက်သွားတဲ့ အနေထားကိုအပြာရောင်နေနဲ့တွေ့ရမှာဖြစ်ပါတယ်ဒီတိမ်တွေကအပေါ်ရောက်လို့ရှိရင်တော့အေးနဲ့တွေ့ပြီးတော့ပြန်ကြမိုးနေနဲ့ရွာသွန်းမှာဖြစ်ပါတယ်တနည်းအားဖြင့်ဆိုလို့ရှိရင်မြမပြီမှာမိုးရွာတဲ့ပုံကနှစ်ပိုင်းဖြစ်နေပါတယ်အဘမာပီက မုတ်တုံမိုးစရွာသလိုပဲအထက်မမာပီကမုတ်တုံမိုးကမုတ်တုံ ရေငွေးကတက်တဲ့မိုးကပြန်ကြမိုးနေနဲ့ရွာနေတာဖြစ်ပါတယ် ကောင်းပြီကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ဒီကနေ့73ရက်နေ့မှာ24နှစ်အတွင်းမြန်မာနိုင်ငံတစ်ခုလုံးမှာနေရာစိတ်စိတ်မိုးရွာပြီးတော့တချို့နေရာတွေမှာနေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းလို့ရရှိပါတယ်ဒီအဝါရောင် ပြနေတဲ့ဒေသတွေဟာဆိုလို့ရှိရင်တော့24နှစ်အတွင်းမှာ မိုးရွာခြင်း1.4လက်မကနေပြီးတော့1.6လက်မအထိ ရွာနိုင်တဲ့အနေအထားရှိပါတယ်။အဝါရောင်ဒေသတွေကိုလေးလာတဲ့အခါမှာကချင်ပြည်နယ်၊မန္တလေးတိုင်း၊စကိုင်းတိုင်းနေပြည်တော်၊မကွေးတိုင်း၊ရှမ်းပြည်နယ်နဲ့အောက်ဖက်၊ကယားပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးပြီးတော့အခြားတိုင်းတဲ့ပြည်နယ်တွေမှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ် ကျွန်တော်တို့လာမယ့်14ရက်နေ့မှာတော့စောစောကပြောတဲ့မုတ်တုံလေးထိုးဖောက်ဝင်အောင်မှုကြောင့်မလို့မြန်မာပြည်အောက်ပိုင်းမှာတဖြည်းဖြည်းနဲ့အန္တရာယ်ရှိတဲ့မိုးအဆင့်ကြီးရွာနိုင်တဲ့အနေအထားတွေ့ရသလိုပဲတောင်တရုတ်ပင်လယ်ကလာတဲ့ရေငွေ့ကြောင့်မလို့ရှမ်းပြည်မှာစတင်မိုးကြီးနိုင်တဲ့အနေအထားတွေရှိပါတယ်ကျွန်တော်တို့အသေးစိတ်လေ့လာခံမှန်းပြီးတဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ် ကျွန်တော်တို့အထူးသတိပေးချင်တာကကျွန်တော်တို့ဒီမုတ်တုံစတဲ့ယာစီကာလကနေပြီးတော့၃လအတွင်းမှာမြန်မာပြည် မိုးများနိုင်တဲ့အတွက်ကြောင့်မလို့မိုးများနေကြနေရာတွေမှာ မျိုးစပါးများတေချာရွေးချယ်လိုပါတယ်။နောက်တရားမှုတစ်ခုကတော့မြေအောက်ရေကြီးကြောင်း ပိတ်ဆို့မှုဖြစ်လို့မိုးပေါ်ကကြာသမျှရေတွေဟာ မြေပြင်ပေါ်ကနေပြီးတော့ဖြတ်တန်းစီးစစ်မှဖြစ်တဲ့တကြောင်မလို့မိမိတို့လေကလေးနဲ့စိုက်ပျိုးခင်းနေရဲ့ရေစင်းမြောင်းတွေကို ပို့ပြီးတော့နက်နက်တူးထားခြင်းအပြင်မိမိတို့ရဲ့ဒီနာများကိုအနည်းငယ်တော့ကာကွယ်နိုင်မယ်လို့ကျွန်တော်တို့အကြံပြုတင်ပြပါရစေ။မိမိတို့ရဲ့စီးပွားဘက်လုပ်ဖို့ကံမဲ့မိတ်ဆွေများကိုဝေနှားလိုက်ကြပါခင်ဗျာ။ကျေးဇူးတင်ပါတယ်။ မိုးရမရပါတော့နဲလို့เนาะဒီမှာအတွင်းကနေတော့မိမှုတို့ပြီးတော့ဝင်နေရပြီအဲ့မှာဒီကောကန်တော့တရားတော့သိလားเนาะအတွင်းကရင်းညစ်ပြီးပြန်ဝင်နေရဲ့လို့เนาะအမကျောင်းမှာဘာမှဝင်တရားမကြီးတော့မရပါတော့နဲလို့เนาะမိုးရတောင်းပန်ပါတယ်လို့เนาะတောင်းလို့ရရှိကြီးကိုပါတယ်ဒီကြောက်ဒီရဒီရ 知道啊，知道，我家里。 ပါလားဘယ်ကောက်ပြီးယူခဲ့ကြည့်အောင်ဘယ်မှာလဲဘယ်လိုလဲအဲ့ဒီအဲ့ဒီအထက်ကြီးရဟန်းအောင်ရှိရတော့မင်းဒီမှာမူရီရကြခဲ့နော်ကိုဘယ်ကောက်လဲ

ဟုတ်ကဲ့ပါမျိုးရေကျွန်တော်ပြဖိုင်လောက်ပါပဲဒီဟွန်လဲတာဒီမေလ23ရက်နေ့ကနေစပြီးတော့ဒီ ုတ်တုံလေးဝင်ပြီးဆိုတဲ့အကြောင်းကိုဒီမိုဇလာဘလော့ကဦးတည်တရနဲ့ပြီးတော့ပြည်စုံတင်ဆက်ပြတာပြီးသွားတဲ့ဘီဖိုင်လေးပေါ့နော်ဒီတောင်သူဦးကြီးတွေနဲ့ဒီငလင်ဒေတာမိသားစုများလည်းကျူတင်ကောက်ကွယ်ပြင်ဆင်လို့ရအောင်ဘုဒ္ဓရအနေနဲ့ပြည်လည်းဝင်မြတ်တင်ဆက်ပေးခြင်းဖြစ်တယ်ပေါ့နော် ကျွန်တော်အမျိုးလေဒီကြိုတင်ကာကွယ်လို့ရအောင်ပေါ့နော်ဒီဖိုင်လေးလည်းအများတိအောင်မျှဝေပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလင်းပတ်သက်ပြီးတော့အမျိုးတို့ရဲ့အတွေ့အကြုံနဲ့ယူဆတွေလည်းကျွန်တော်ရဲ့ comment မှာ message ပေးကြလို့ရတယ်အကြံပြုစကားလေးလည်းပြောခဲ့လို့ရတယ်ပေါ့နော်ကျွန်တော် channel နဲ့ဘူးထရက်ရတဲ့အကြောင်းနဲ့ဟာတာပြီးမြေတက်ဆက်ပြီးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဘေးနဲ့ notification bell လေးကိုပန်နဲ့ခဲ့ပြီးတောင်းဆိုချင်ပါတယ်အခုလိုအမြဲတမ်းမုံနေတဲ့တင်းနဲ့မူလေးရတဲ့တင်းတွေကိုအမြဲတက်ဆက်ပေးနေတယ်မို့ဒီ mozilla blog ကဦးထိပ်တင်ကိုလည်းကြီးကြီးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်ဒီကိုပြန်ဆောင်ရမယ်တဒါ